တရားရုံးဆိုတာနိုင်ငံတော်အစိုးရကတရားဝင်ရှမှတ်ထားတဲ့နေရာမှာရှိတဲ့ဟာကိုမှတရားရုံးလို့ခေါ်တာနိုင်ငံရဲ့အကျဉ်းသားတွေပြစ်နိုင်ဖို့နိုင်ငံရဲ့အကျဉ်းသားတွေကိုတီးတန့်နှိပ်ဖို့ဖို့အတွက်ဒါစကြဖက်အောက်စုစက်ပွင့်မဲအောင်လည်းကနေပြီးတော့တီးတန့်ခတ်အပ်ထားတဲ့ပုံစံဖြစ်နေတယ် ကိုရှင်ရှင်းနှန်းရှာနေလေးကနေပြန်လဲကျေဆွလိုက်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်တို့တင်ပြသွားမယ့်အကြောင်းအရာကတော့တရားရုံးမဟုတ်တဲ့မတရားရုံးအကြောင်းကိုတင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါသမီးရတော်ရှင်းနှန်းပါဟုတ်ပါတယ်ခင်ဗျာဒီတော့ဒီတော့ဒီတော့ဒီကနေ့ကျွန်တော်တို့ကျွန်တော်တို့ဒီနေ့ပြည်သူလူထုကိုကျွန်တော်တင်ပြချင်တာတော့ဒီကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားတွေပုံမှာကျွန်တော်ဒီလူငယ်တွေပုံမှာဒီအကျန်းဖက်အုပ်စုကနေပြီးတော့ပေါ့နော်ဒီမတရားဖိနှိပ်ရှုပ်ရှည်ပြီးတော့မတရားအာကျွန်တော်တို့တွေအနိုင်ကျင့် ခက်တာလေးတွေကိုကျွန်တော်ဆက်လက်တင်ပြသွားမှာဖြစ်တဲ့အတွက်ဒီနေ့မတရားရုံးပေါ့နော်ဒီတရားရုံးမဟုတ်တဲ့မတရားရောင်းအကြောင်းကိုကျွန်တော်ဆက်လက်တင်ပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေ့နေပြီးတော့မြမငယ်လေးရတယ်ပဲသူရင်ဆိုင်ဖြတ်ကျော်ခဲ့ရတဲ့မတရားရောင်းပေါ့နော်တရားရောင်းမဟုတ်တဲ့မတရားရောင်းအကြောင်းကိုဆက်လက်တင်ပြပေးသွားဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့တင်ပြပေးပါဦးခင်ဗျဟုတ်အခုနေ့ကဆက်ပဲခုနေ့ကအဆက်ပြောင်းမယ်ဆိုရင်ပေါ့နော်အဲ့ချိန်မှာအခန်းပြောင်းခိုင်းလိုက်အခန်းပြောင်းခံလိုက်ရရပေါ့နော်အခန်းပြောင်းပြီးတော့အပေါ်တက်ကိုပို့လိုက်တယ်အပေါ်တက်အခန်းကအခန်း၁ အဲအပေါ်ရအောင်ချင်းနေနောက်နေမှာပဲဟိုရမန်ခွန်ရက်ပြည့်လို့ပေါ့နော်ဟိုတရားရုံးထွက်ကမယ်ပေါ့အဲ့ဒီမှာချင်းနောင်းမုံဆိုပြီးလာခေါ်တယ်လာခေါ်တဲ့အချိန်ကအတန်းပိတ်ချိန်ပေါ့နော်တန်းပိတ်ချိန်ဆိုတော့ဟိုတမားတွေအကောင်လုံးကရုံးထွက်တဲ့အချိန်တခြားအမှုတွေပေါ့နော်အရုံးအပြင်ရုံးထွက်တဲ့ရုံးထွက်ဒီအကောင်လုံးကဟိုတန်းပိတ်ချိန်မဟုတ်ဘူးတန်းဖွင့်ချိန်ပေါ့နော်တရားဝင်လာခေါ်တဲ့အချိန်အဲ့လိုမျိုးကထွက်ကတာ ကိုရီနိုင်ငံရေးသမားတွေကြတော့အဲတရားရုံးထဲမှာရှိတဲ့အထူးတရားရုံးလို့သူတို့ခေါ်တယ်ပေါ့နော်အသေးတက်နိုင်ငံရေးသမားတွေအတွက်အသေးတက်အထူးတရားရုံးအဲရုံးမှာထွက်ကြမယ်ဆိုပြီးတန်းပိတ်တဲ့အချိန်မှာလာခေါ်တယ်ပေါ့နော်တကားအဲအချိန်မှာသူတို့တကားပေးပါပြီတန်းပိတ်တာဆိုတော့တကားဖွင့်ပေးလိုက်တဲ့အချိန်မှာအဲထွက်သွားတော့ကိုကတော့စိတ်ထဲမှာဆိုဆိတ်လောက်ရှာတာပေါ့နော်ဟိုရုပ်ရှင်ဇာတ်လမ်းတွေထဲမှာကြည့်ထားတာတွေရောပေါ့နော်ကိုကြားဘူးတာတွေရောဆိုတော့အနားမှာတရားသူကြီးတွေလည်းရှိမယ် ဟိုနော်ရှေ့နေနေလည်းရှိမယ်ဆက်ချရည်လည်းရှိမယ်ဒါတဲ့ဥပမာလည်းအကြီးလားမသိဘူးပေါ့ဒါကိုကဘယ်လိုရမလဲစိတ်လို့ရှာနေတာပေါ့အဲရောက်အဲ့အချိန်မှာကိုဝင်နေရလဲရှာဖို့ရေးပါရေးရှာပေါ့နော်စပင်းနေပါရေးတဲ့အဲ့လိုရှာဟိုထမင်းနေပါရေးတဲ့လိုခါကြခိုင်းနေပေါ့အဲ့အချိန်မှာခါရပြီးတော့အဲ့ပြားရုံကိုခေါ်သွားတဲ့အချိန်မှာဟိုဂက်ကြီးတန်းမှာဟာပါလောက်ကတည်းလက်ထိတ်ခတ်ရတယ်ပေါ့နော်လက်ထိတ်လက်ထိတ်ခတ်တယ်အမျိုးလက်ထိတ်ခတ်ပြီးတဲ့အချိန်မှာတရားရုံနဲ့ရောက်သွားတယ်တရားရုံနဲ့ရောက်တဲ့အချိန်မှာအဲ့အထူးတရားရုံက ကျင်းကျင်းလေးပေါ့နော်တက်သားဆောင်တက်တေးလေးအဲ့လိုထင်မှထားခဲ့ဘူးပေါ့နော်အထူးတရားရုံးကထူးတရားရုံးကိုရေးထားတယ်အဲတက်သားဆောင်ကျင်းကျင်းလေးတက်သားဆောင်ကျင်းကျင်းလေးတဲမှာမှဟိုသူတို့ brown မျိုးနေရပေါ့နော် brown မျိုးနေရတရားသူကြီးဝေးရန်ပြုတ်อ่ะတရားแท้ထိုင်နေရပေါ့နော်အဲ့အဲ့ဟိုခုံတခုံသူတို့ရဲ့သဝဲနဲ့ခုံနဲ့ချထားတယ်အဲ့ခုံမှာထိုင်နေရတမီးကအဲ့မတက်ရက်ကလေးနဲ့ဝင်သွားတဲ့အချိန်မှာ အဲ့တော့အော်ချင်းနာမောင်လာပြီးတော့ချင်းနာမောင်နဲ့ဘာယမန်ကားရခုနှစ်နောက်ထပ်ခုနှစ်ရချင်းလိုက်တယ်နော်အဲ့နောက်တစ်ပတ်ပဲနေအဲ့အဲ့နောက်တစ်ပတ်တနင်္ဂနွေဆိုတနင်္ဂနွေပေါ့နော်နောက်တစ်ပတ်တနင်္ဂနွေဆိုတနင်္ဂနွေတင်းလာတင်းလာပေါ့အဲ့နောက်တစ်ပတ်တင်းလင်းလာနေမှာတဲ့ပြန်ချင်းမယ်နော်တဲ့အဲ့လိုပြောပြောအပြန်လို့ရပါပြီတဲ့ဟမ်ဘာလဲပေါ့ဟောတဲ့ဘာမှလည်းငါ့ကိုလည်းမေးတော့ဘူးပေါ့ဘာလည်းမပြောတော့ဘူးပေါ့အဲ့တော့ဘာဘာလောက်အောင်မှလည်းဟတ်ကော်ကြီးပဲကြည့်နေရဒီတိုင်းမျိုးလုံးပြူးကြည့်ကြပြီးကြောက်ရတယ်ကြည့်နေတဲ့အချိန်မှာဟိုဝန်ထမ်းဆရာမကလည်းအဲသွားမယ်တဲ့အမေမဆောင်သွားတော့မယ်ဘာကြောက်ကြမယ်ပြန်မယ်ဆိုပြီးတော့ခေါ်သွားတာကိုပြန်ပြီးတော့ ဟာလက်ထိပ်ပိုင်းဖြုတ်ထုတ်ပြီးတော့ခြေပွဲပိုင်းဆင်းဆင်းပြီးတော့အချိန်မှာဟဲ့ငါမှဘာမှလည်းပြန်လဲခြေပွဲလည်းမရှိဘူးပြဆိုခွင့်လည်းမရှိဘူးမင်းမြန်းခွင့်လည်းမရှိဘူးငါ့ကိုလည်းဘာစာရွက်စာလည်းမလည်းမပြဘဲနဲ့ဒီတိုင်းပြန်လို့ရတယ်ဘာလဲဟာပေါ့ကိုရှိတော့တရားရုံမှာဘယ်လိုမျိုးရှင်နေရရှိလို့မသိဘူးဟုတ်တယ်ကျွန်တော်တို့လက်ရှိဘုံတော့ကျွန်တော်ရင်ဆိုင်ခဲ့တရားရုံကြတခါအထုတရားရုံကိုတကယ်ဒီတော့ဒီအထုတရားရုံအကြောင်းကိုမပြောခင်မှာကျွန်တော်အဲ့ဒီတရားသူကြီးနဲ့ကျွန်တော်ပြဿနာတက်တဲ့အကြောင်းလေးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီကျွန်တော်တို့ဒီတရားရုံကိုသွားတဲ့အချိန်မှာပေါ့ဗျာဒီအဲကျွန်တော်ကပြောလိုက်တယ်ဒီကျွန်တော်တို့ဟာ လက်ရှိနေပြီးတော့ဒီ1954ဘောနော်ဒီမက်လာ15ရင်းနဲ့မှာထုတ်ပြန်ခဲ့တဲ့ဒီဘောနော်ဒီထုတ်ပြန်ခဲ့တဲ့တရားရုံးဥပဒေတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ပြည်သူတွေအားလုံးကဘာလို့ဘာလို့ဒီလက်ရှိအဲဆွဆွေးခံထားရတဲ့သူပေါ့ဗျာထောင်မကြသေးဘူးဆွဆွေးခံထားရတဲ့သူတရားအနေနဲ့ပြန်လဲရှေးပါခွင့်ရှိတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီတရားရုံးတွေကကျွန်တော်အထူးတရားရုံးဆိုတော့ကျွန်တော်နိုင်ငံရေးအကျဉ်းသားတွေကိုတီးတန့် ဖိနှိပ်ဖို့အတွက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အနေနဲ့ဘာမှပြောစရာအကြောင်းမရှိဘူးသူတို့ပြောတဲ့အမိန့်တွေကိုကျွန်တော်နားခံမယ်ဆိုပြီးတော့ကျွန်တော်သူတို့ပြောပြလိုက်တယ်အဲနောက်တစ်ခုကျတော့ကျွန်တော်အဲ့မှာတရားသူကြီးကိုကျွန်တော်ပြောတယ်တရားသူကြီးခမရတို့လုံချင်တာလုံလို့ရတယ်ကျွန်တော်ကိုလည်းအမိန့်ချလိုက်ခမရတို့ကြိုက်တယ်လို့လို့အေးဒါမဲ့တစ်ခုလို့ရှိရခမရတို့ဒီလက်ရှိမတရားမှုဒီကျွန်တော်တို့တွေကိုမတရားဖိနှိပ်ပြီးတော့ထောင်ချထားတာတဲ့တနေ့ခမရတို့ဟာ တရားခံနေဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်အဲ့လိုပြောပြလိုက်တဲ့ခါမှာတရားသူကြီးကကျွန်တော်မျက်နှာကိုမိုးကြည့်တယ်ပေါ့မိုးကြည့်တာရတယ်ကျွန်တော်နဲ့ပြဿနာဖြစ်ကြတယ်ပေါ့နော်ပြဿနာနေကဘာလဲတရားရုံးကိုစိုးကားတာလားပေါ့နော်အဲ့လိုပြောတာပေါ့နော်အဲ့တော့ကျွန်တော်ပြောတယ်မဟုတ်တာတရားရုံးစိုးကားတာမဟုတ်ဘူးတရားရုံးဆိုတာနိုင်ငံတော်အစိုးရကတရားဝင်ရှမှတ်ထားတဲ့နေရာမှာရှိတဲ့ဟာကိုမှတရားရုံးလို့ခေါ်တာဆိုတော့ဒါဒါကနေပြီးတော့နိုင်ငံတော်အစိုးရကတရားဝင်ရှမှတ်ထားတဲ့တရားရုံးမဟုတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်လိုက်နာစရာမလိုဘူးဆိုပြီးတော့သူ့ကိုကျွန်တော်အဲ့လိုမျိုးပြန်ပြောလိုက်တယ် ဆိုတဲ့ခါကျတော့ဒါကျွန်တော်နဲ့နည်းနည်းပြဿနာဖြစ်ကြတာပေါ့နော်အဲ့ဒါမျိုးနေလို့ပြဿနာဖြစ်ချက်ပြဿနာဖြစ်တဲ့ခါမှာသူကနေပြီးတော့ဘာမှမပြောလိုက်တော့ဘယ်နဲ့ကျွန်တော်ကနေပြီးတော့ရပြီသွားလို့ရပြီဆိုပြီးတော့ပြောလိုက်တဲ့ချိန်မှာအဲ့ဒီမှာကျွန်တော်အဲ့ဒီမှာရှေ့ချင်းနေပေါ့ဗျာကျွန်တော်တို့ရောက်ကြတယ်ဆိုတော့ရှေ့ချင်းနေလက်ထိုက်နေပေါ့အဲ့ဒါပြီးကျွန်တော်ကအဲ့ဒီမှာနေပြီးတော့ထောင်ထည့်ပြန်ဝင်သွားတယ်ပြန်ဝင်သွားပြီးတော့နိုင်ဝဲလောက်ကြာတဲ့ခါမှာကျွန်တော်စီကို Roman ဆိုပြီးတော့ရောက်လာတယ်ဘယ်နဲ့ဘယ်နဲ့ရောက်ချင်းပေါ့လေအဲ့ဒါမျိုး Roman ဆိုပြီးရောက်လာတယ်ဒါကကျွန်တော်တို့လက်ရှိမြောင်မြအကျင့်ထောင်မှာကျွန်တော်ရင်ဆိုင်ဖြတ်တန်းခဲ့ရတဲ့ဒီ တရားရောက်မဟုတ်တဲ့မတရားရောက်ရဲ့ဒါဘောနောကျွန်တော်တို့နိုင်ငံရေးကျင်းသားတော့ဖိနှိပ်ထားတဲ့အရှိတ်လေးဖြစ်ပါတယ်တော့မရှင်နာတို့အနေနဲ့ဒီတရားရောက်ဒီဘောနောဒီတရားရောက်မဟုတ်တဲ့မတရားရောက်ရဲ့ဖိနှိပ်ရှုပ်ရှင်မှုလေးတွေကိုပြည်သူတွေသိအောင်ဆက်လက်တင်ပြပေးပါအောင်ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ခုကဘယ်လိုပြောရမလဲသူတို့ရဲ့တရားရောက်ဆိုတာကလေ အထုတရားရုံးဆိုတာနိုင်ငံရေးသမားတွေကိုခိုးချောင်ခိုးရတဲ့ရုံးထုတ်ပြီးတော့ဗောနော်အဲအဲ့ဒီလာတဲ့ဗောလာရဲဝင်နှန်းနေအဲ့ဒီစစ်သားဖက်တမျိုးဆိုစစ်တပ်ဖက်နေဗောနော်စစ်တပ်ကဝင်းနေသူလာပြီးတော့အမှုဖွင့်နေဘိုးဗောနော်သူတို့ဆိုရင်လည်း uniform ဝင်မလာပဲနဲ့ခိုးချောင်ခိုးရနေဗောဘယ်လိုပြောရမလဲဟိုရန်အပြင်အဝတ်စားနေအရောက်ဝတ်စားနေဗောနော်လာပြီးတော့အဲ့လိုလာပြီးအမှုကိုရင်သူတို့လည်းလာပြီးရှင်းနေဗောနော်ဟို ဒါတရားရုံးဆိုတာကလေဘလို့ပြောချင်တာလေးပြောလို့ရမယ်ပေါ့နော်ကိုယ့်ဘက်ကလည်းခြေပါဝင်ရှိမယ်မင်းနဲ့ဝင်ရှိမယ်ကျွန်တော်ကကျမကဒီဒါသစနာကြရဲဆိုရတာလေဟိုအရင်တော့ကတည်းကနော်တနိုင်ငံလုံးပြနေတဲ့အချိန်မှတော့ပြတဲ့ဟာဖြစ်တယ်ဘာလို့ဒီတက်သေးတွေဘာလို့ထည့်သွင်းထားတာလဲအဲအခုမှလုပ်တာလည်းမဟုတ်ဘူးပေါ့နော်အခုမှလုပ်တဲ့ဟာလည်းမဟုတ်ပဲနဲ့အရင်တော့ကပြရတဲ့ဟာတွေလည်းဘာလို့ထည့်ပြီးတက်သေးထည့်ထားတာလဲဒါတွေပြောချင်တာပေါ့နော်အဲပြောတော့ဘာမှပြောဆိုခင်မရှိပဲနဲ့ကွာဒီတိုင်းကြီးရွယ်ဟိုရပြီနော်ယမန်ခေါနီယာရှင်းလိုက်တယ်နော်ပြန်လိုက်တော့နော်ပြောကြသူတို့တရားသူကြီးတွေကသူတို့ပါဇက်ထဲမှာလीအ ၃နှစ်ငါ၃နှစ်၃နှစ်ချလိုက်ပါတယ်မမချင်တဲ့နားမော်ဆယ်နှစ်ချလိုက်ပါတယ်ဒါမျိုးပဲပေါ့နော်သူတို့ဗဇက်ထဲမှာပဲရှိတယ်ပေါ့နော်အမိတ်ကိုချချင်တော့ချတယ်တမိနဲ့အတူနေတဲ့သူဆိုလည်းရှိတယ်အဲနတလင်းမျိုးနေရပေါ့နော်နတလင်းမျိုးနေနတလင်းမျိုးနေရအခုဆိုပြောရမယ်အမဲရောင်နေမျိုးပုံစံဖြစ်နေတဲ့အတွက်အဲကတရားသူကြီးကထောင်ထဲမှာသူကမချဘူးအဲ့မှာတခါနတလင်းမှာနေတခါလဲချလိုက်တာချလိုက်ပြီဆိုရင်သူကတတတကျွန်းလို့တေးတန်းလို့အခုနောက်ပိုင်းရောက်တဲ့မြတ်သူမှန်မှန်များတတတကျွန်းနဲ့တေးတန်းနဲ့ပဲအဲ့နှစ်ခုပဲရှိရဲ့ နှစ်ကြီးသမားဆိုရင်လည်း22နှစ်10နှစ်15နှစ်သူတို့ပတ်စံချက်မှာပေါ့နော်ဒီဘာပတ်စံလေးတရားလို့လဲတတတကြွန်းကြနေရပဲဒါတော့ဘလို့လုပ်မလဲပေါ့နော်လူငယ်တွေအထဲမှာဆိုရင်ပေါ့နော်အင်ဂျင်နီယာတွေရှိတယ်ဆရာဝန်လောင်းတွေရှိတယ်ရှင့်နေတွေရှိတယ်ကျောင်းဆရာမတွေရှိတယ်ကျောင်းတန်တွေနောက်ဆုံးနေကျောင်းသူကျောင်းသားတွေရှိတယ်သူတို့တွေဆိုလည်းမတရားခံနေရတာပေါ့နော်ဟိုဘာမှမဟုတ်တဲ့ဆန္ဒဆန္ဒလေးပြအောင်နဲ့လေသူတို့မှာ၃နှစ်ချခံရတယ်၃နှစ်ကြီးထောင်ထဲမှာနေပြီးတော့အနာဂတ်တွေသူတို့ပျောက်နေတယ်လမ်းပျောက်နေရပေါ့နော်အဲ့ဒီဆိုရင်လည်းပေါ့နော်အဲ့ ိဘနဲ့အတူနေရမယ့်အရွယ်ပေါ့နော်ဟိုအကြောင်းတက်နေရမယ့်အရွယ်တင်းတန်းတွေတက်ပြီးတော့လေးစာရီလေးလာနေရမယ့်အရွယ်မှာပေါ့နော်ထောင်ထဲမှာနေပြီးလုံးဝအနာကပြောင်းနေကြရပေါ့နော်တရားသူကြီးတွေရဲ့ပါဇက်ထဲမှာပဲသူတို့အမိန့်ချလိုက်တဲ့ဟာကိုကိုကထောင်ထဲမှာတကြိမ်နေပြီးနေရတယ်၃နှစ်သူတို့ပါဇက်ထဲမှာ၁၀နှစ်ချရတယ်၁၀နှစ်နေနေရမှာပဲဒီလိုမျိုးကြီးပဲပေါ့နော်အဲ့တော့ကိုရီးယားနိုင်ငံကြီးလုံးဝပြီးအကုန်လုံးပစ္စည်းကောင်မှပြန်ရမယ်သူတွေဖြစ်နေရပေါ့နော်ဟိုဒီ905လေးတာအချိုးတွေရတာလေ90ညလေးဆိုတာလုံးဝအချိုးလည်းမရဘူးလုံးနေသက်တာမရဘူးရှော့ရမရဘူးပေါ့နော် ဟုတ်တယ်ဗျဒီတော့ဒီပေါ်တော့ကျွန်တော်ဆိုလို့ရှိရင်လည်းဒါပေါ်တော့လက်ရှိတရားရောက်မှာဘယ်လိုရင်ဆိုင်ခဲ့ရလဲဆိုရင်ဒီကျွန်တော်တို့ရင်ဆိုင်ခဲ့ရတဲ့ပုံစံအကြတော့ကျွန်တော်ကကြတော့အဲ့ဒီမှနေပြီးတော့ဒီလက်ရှိနေပြီးတော့ဗျကျွန်တော်အမှုဆက်အရာရှိပေါ့အဲ့ဒီအမှုဆက်အရာရှိလောက်တဲ့ကောင်ကနေပြီးတော့ရောက်လာတယ်ကျွန်တော်တို့အဲ့ဒီမှတရားရောက်မှာပေါ့ရောက်လာတော့ဒီတရားရောက်မှာအမှုဆက်အရာရှိရောက်လာတဲ့ခါမှာတရားသူကြီးကအဲသူ့ကိုမေးတယ်အဲ့မှအဲ့ဒီမှနေပြီးတော့ဆွေးရှာတယောက်ရှိတယ်ပေါ့ဆွေးရှာသူ့ကိုမေးတယ်မေး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 လိုက်တဲ့အချိန်မှာဒီလက်ရှိနေပြီးတော့ဒီဆွေးရှာမေးလိုက်တဲ့မေးခွန်းတွေသူကဖြေတယ် ဖြေပြီးတော့ तू ကျွန်တော်ဘာမေ့စာရှိတယ်တဲ့ကျွန်တော်မေ့စာမရှိပါဘူးဘာမှပြောစာမရှိဘူးတော့အဲ့လိုမပြောလိုက်တဲ့အချိန်မှာ तू ကထွက်သွားပြီ तू ထွက်သွားပြီးတော့နောက်တစ်ယောက်ထပ်ခေါ်တယ်နောက်တစ်ယောက်ကျတော့ကြေးရအောင်ရှုံးမှုပေါ့အဲ့ကျွန်တော်တို့ကျွန်တော်နေခဲ့တဲ့ကြေးရအောင်ရှုံးမှုအဲ့ကကြေးရအောင်ရှုံးမှုထိုင်ခါစားပဲရှိသေးတယ်ကြေးရအောင်ရှုံးမှုကြမ်းသက်စာဆိုပြီးခါစားပဲရှိသေးတယ်အဲ့ဒီအဲ့ဒီအဲ့ဒီဘေးနားကစေရဲမှတယောက်ကအခုနောက်တော့ထွက်ဆိုထွားထွက်ဆိုသွားတဲ့အတိုင်းပါပဲတဲ့ကိုကျော်စိုးလည်းဘာမေ့စာရှိတယ်တဲ့ဟာဒီကကျွန်တော်ကျွန်တော်ဟာကတော့ဘာလဲဟာလို့ရေးနဲ့တရားသူကြီးနဲ့ထွက်ဆိုတာဟောရေးနဲ့ ကြည့်ရအောင်ရှိုးရင်ထွက်ဆိုတာတူမလားလို့အဲ့တော့ဒီရေးကနေပြီးတော့ရေးရဲ့ဒီတရားရေးရဲ့ဥပဒေအတိုင်းထွက်ဆိုသွားတာအဲ့တော့ဒီကြည့်ရအောင်ရှိုးရင်ထွက်ဆိုတာတူမလားကြည့်ရအောင်ရှိုးမှုဆိုတာအယတ္တအဲ့တော့ဒီအယတ္တနဲ့ရေးနဲ့ထွက်ဆိုတာတူမလားလို့အဲ့တော့သူ့ကိုပြန်မေ့ပါလို့ကျွန်တော်သူပြောတဲ့စကားတန်ကိုကျွန်တော်ကြားကျင်ပါတယ်လို့အဲအဲ့လိုမျိုးပြောလိုက်တဲ့အချိန်မှာအဲ့ဒီစေးမနဲ့ကျွန်တော်နည်းနည်းပြတ်တန်တက်တယ်ဘာပြတ်တန်တက်လို့ဆိုတော့ဟာစကားရှည်ကိုရှည်တာဟာကျွန်တော်စကားရှည်တာမဟုတ်ဘူးခင်ဗျားတို့ခင်ဗျားတို့လောက်တာကဥပဒေအတိုင်းမလောက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်လည်းဥပဒေမဲ့ကျွန်တော်ပြောနေတာလို့အဲ့တော့အဲ့တော့ခင်ဗျားတို့ကနေပြီးတော့ ဥပဒေအတိုင်းပဲလုပ်မလားဥပဒေအတိုင်းမလုပ်ဘူးဆိုလို့ကျွန်တော်ထပြန်တော့မယ်ကျွန်တော်ကျွန်တော်မှကျွန်တော်မှဒီလောက်တည်းအရှင်မပေးနိုင်ဘူးဗျာလို့ကျွန်တော်ဘာလို့ဆိုကျွန်တော်ထောင်ထဲမှာဆိုလို့ကျွန်တော်ကျွန်တော် AA စစ်စစ်နေလို့ရတယ်ခုခင်ဗျားတို့စီကိုလာဖို့အတွက်ရှေ့ချက်နဲ့ခိုက်ရတယ်အဲနောက်ပြီးလို့ရှိရင် DJ အဲလိုကမလေးထိုက်တွေခိုက်ရတယ်ကျွန်တော်အတွက်လွတ်လပ်မှုဘာမှမရှိဘူးဆိုပြီးတော့တရားသူကြီးကိုကျွန်တော်တော့မှရှေ့ပါခဲ့တယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်ပြန်လေပြီးတော့ကျွန်တော်ပြောပြခဲ့တာရှိတယ်အဲ့တော့လက်ရှိဒီကျွန်တော်တို့ဒီပြည်သူလူထုကိုကျွန်တော်သိစေချင်တာဘာလို့ဆိုကျွန်တော်ဒီတရားရောမဟုတ်တဲ့ မတရားယုံမှာထိုင်နေတဲ့ဒီကျွန်တော်တို့ဘုန်းတော်ဒီထောင်တဲ့အထုတရားယုံလို့ပြောတဲ့မတရားယုံပေါ့ဗျာဒီမတရားယုံမှာထိုင်နေတဲ့ဒီမတရားသူကြီးကလည်းအဲကျွန်တော်တို့တွေကိုဘာလို့ဆိုတာဒီနိုင်ငံရဲ့အကျဉ်းသားတွေဖိနှိပ်ဖို့နိုင်ငံရဲ့အကျဉ်းသားတွေကိုတီးတန့်နှိပ်ကိုဖို့အတွက်ဒါအကြမ်းဖက်အုပ်စုစက်ခွေးမင်းအောင်နိုင်ငံကနေပြီးတော့တီးတန့်ခတ်အပ်ထားတဲ့ပုံစံတွေဖြစ်တယ်ဗျာဟုတ်ကဲ့အဲ့တော့မရှင်နန်တို့အနေနဲ့ပေါ့နော်ဒီလက်ရှိတရားယုံမှာနောက်ထပ်ဘယ်လိုမျိုးဆက်ပြီးတော့ရင်ဆိုင်ခဲ့ရလဲဗျာဟုတ်ကဲ့ဟုတ်ကိုရှိတော့ပြောသလိုပြောပါမယ်နော်ကိုရှိရကြတော့ဟို တရားတရားရုံမှာပေါ့နော်ကိုပြန်လဲပြီးတော့ခြေပါခွင့်ရှိတယ်မင်းမြန်းခွင့်လည်းရှိသေးတယ်တော်သေးရပေါ့ဟိုရှင်းနှန်းလို့ထောင်မှာကြတော့ဒီပြီးထောင်မှာကြတော့ဘာမှခြေပါခွင့်မရှိဘူးပြောဆိုခွင့်မရှိဘူးမင်းမြန်းခွင့်မရှိပဲနဲ့ဒီတိုင်းကြီးပဲပေါ့နော်တို့ရမန်ပေးတယ်တို့အမိန့်ချတာဟုတ်ဟုတ်ကဲ့ပါဆိုပြီးတော့ဒီတိုင်းပြန်လာခဲ့ရတယ်ပေါ့နော်ဟိုမကျင်နိုင်ဘူးလို့ပဲလို့ထပြောရမှာလဲပေါ့နော်တခါတည်းပြန်လို့ရပါပြီဆိုပြီးတော့အဲကိုကိုလာပြီးတော့ပို့သွားတယ်ဝန်ထမ်းကလက်ကိုဆွဲပြန်ခေါ်သွားတယ်လေအဲ့ချိန်မှာဘလုံးမင်းမြန်းခွင့်လည်းမရှိပဲနဲ့ဟာဒီတိုင်းကြီးပဲတို့အမိန့်ချတာဒီတိုင်းကြီးပဲပြန်ပြီးအော်ဆယ်နှစ်အော်၃နှစ်နဲ့အဲ့လိုပဲ အမတွေအထက်မှာရှိရအမတွေလည်းအဲ့တိုင်းပဲဒါပေမဲ့အထက်မှာရှိရနိုင်ငံရေးသမားတွေရောကိုကိုရိုင်းရောပေါ့နော်အမိတ်ချတဲ့အချိန်မှာဘယ်သူမှမငိုကြဘူး ဟို10နှစ်ဆိုလဲ9တ냐ဆိုလဲ10နှစ်ကြာမှာပဲတည်နေရပဲလေဟိုအမေအောင်နေမြေဆိုရင်တသက်တချုံကြာမှာပဲဒါသူကန်းတည်နေရအတွက်သူတို့မှစိတ်တယ်မကြဘူးငါ့ဘာနိုင်ငံရေးပြည်ပြန်မှာပဲဆိုတော့အတိတရားနဲ့ပေါ့နော်အလုံးအားတင်းထားကြတယ်ဆင်းနှဆိုရင်လည်း3နှစ်ချလိုက်ပါတယ်ဆိုတော့ဟောဟိုပါပေါ့နော်ငကိုတဲ့လည်း3နှစ်လို့ပြောသင်တည်ပြီးသားပဲအဲ့တော့အဆင်ပြေတယ်လေ3နှစ်ဆိုတော့လည်းဟော3နှစ်ပေါ့ပြန်လာခဲ့တာပဲဒီတိုင်းပဲဒီတော့ကျွန်တော်တို့ဒီနှစ်ပြောချင်တာဗာလဲဆိုတော့က ီကျွန်တော်တို့ကနေပြီးတော့ထောင်ထဲမှာနေပြီးတော့ဒီရင်ဆိုင်ခဲ့ရတဲ့ဟာတွေကဘာလဲဆိုတော့ကျွန်တော်တို့မှာနေပြီးတော့ဖိနှိပ်မှုတွေရှုပ်ရှင်မှုတွေနောက်ပြီးဒီကျွန်တော်တို့တွေကျွန်တော်တို့ရဲ့လူခွင့်ရရှိုးပေါက်ခံရမှုတွေအကျဉ်းသားဆိုလဲအကျဉ်းသားတယောက်ရပိုင်ခွင့်အခွင့်အရေးတွေအားလုံးဆုံးရှုံးသွားတာဖြစ်တယ်။ဒါမဲ့ကျွန်တော်တို့တွေကဘာလဲဆိုတော့ဒီနိုင်ငံရဲ့အကျဉ်းသားမှန်သမျှဟာပေါ့နော်ဒီကျွန်တော်တို့စိတ်ဓာတ်ကိုမာမာထားပြီးတော့ဒီကျွန်တော်တို့ဘာလဲဆိုရင်အခုတနေ့ကကျွန်တော်ပြောသွားသလိုပါပဲဒီအပြင်ကလူတွေကတိတ်နေကြတယ် တက်ရနိုင်မယ်ဆိုတာကျွန်တော်သိတယ်ဒီလိုနိုင်ခဲ့ရင်ကျွန်တော်ပြန်လို့မယ်ဆိုတာကျွန်တော်သိတယ်ဒါကြောင့်မလို့ကျွန်တော်ဆင်းနဲ့မကဘူးနှစ်တရာရှပါစေကျွန်တော်နောက်ဆုံးသေးတန်ရှလိုက်ပါစေကျွန်တော်တို့ဘာမှမကြောက်ဘူးပေါ့နော်ကျွန်တော်ဘာလဲဆိုတော့ဒီနိုင်ငံနိုင်ငံကောင်းစားဖို့ပြည်သူလူထုကောင်းစားဖို့အတွက်ဒီကျွန်တော်တို့ဆိုဒါနေပြီးတော့တိုက်ပွဲဝင်ခဲ့တယ်ပေါ့နော်ဒါဘာတိုက်ပွဲဆိုကျွန်တော်တို့ကနေပြီးလက်နဲ့ကင်မှာတိုက်ပွဲဝင်တာမဟုတ်ဘူးကျွန်တော်ထောင်ထဲမှာလည်းကျွန်တော်ထောင်မှုတယောက်နဲ့ကျွန်တော်စကားများတယ်ဟဲ့အောင်လည်းမင်းက PDF လာတယ်ဟာ PDF လာဆိုတော့ကျွန်တော် PDF လို့ပြောလိုက်ကျွန်တော်နောက်မှထပ်တော့မှာလေအဲ့တော့ကျွန်တော်ကထပ်ပြလိုက်တယ်ကျွန်တော် PDF PDF ဆိုတာဘာခေါ်လဲသိလားထောင်မှုကြီးလို့ PDF ဆိုတော့ဓမ္မနဲ့အတ္တမကိုကိုယ်ကိုယ်ပြားပြားနားလေသိနားလေပြီးတော့သိတဲ့လူဟာ PDF ပဲလို့အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီဒီနဲ့အဲလက်နဲ့ကင်မတော် PDF မဟုတ်ဘူးဒီတော့ကျွန်တော်ဒီဒီနဲ့ဓမ္မနဲ့အတ္တမကိုကိုယ်ကိုယ်ပြားပြားသိတဲ့ကြောင့်ကျွန်တော်ဒီ PDF ပါပဲလို့အဲ့တော့မင်းလုံးလို့ကအစဉ်ပြေလာတယ်မင်းမှနှမ်းမင်းတို့မင်းတို့လုံးလို့ဘာဘာဖြစ်သွားမှာမလို့လေတဲ့အဲ့တော့ကျွန်တော်ပြောလိုက်တယ် နှမ်းဆက်ဒဇင်းနဲ့စီမဖြစ်နိုင်ပေမဲ့နှမ်းဆက်တွေအားလုံးစီဖြစ်လိုက်တယ်ဆိုတာကျွန်တော်ကောင်းကောင်းနားလည်တယ်လို့ဒါကြောင့်မလို့ကျွန်တော်တို့ကတော့ရှစ်ဆက်ပြီးတော့လုံမှာပဲကျွန်တော်ဘယ်တော့မှစိတ်တက်မကြောက်ဘူးကျွန်တော်လေဖြတ်တော့ပေမဲ့ဒီထောင်ထဲမှာကျွန်တော်လေဖြတ်တော့မယ်ကျွန်တော်ဘယ်သူ့မှကျွန်တော်မကြောက်ဘူးကျွန်တော်ကျွန်တော်လုတ်တဲ့လုတ်ထက်တာကျွန်တော်အားလုံးဆက်လုတ်တော့ပဲဆက်လုတ်တော့မှဖြစ်တဲ့အတွက်ကြောင့်မလို့အဲကျွန်တော်ဘယ်သူပဲလာတာတာကျွန်တော်တားလို့မရတော့ဘူးထောင်မှုကြီးဆိုပြီးကျွန်တော်မရှေပခဲ့တယ်ပေါ့နော်အဲ့လိုရှေပခဲ့တဲ့အတွက်ကြောင့်လည်းကျွန်တော်တိုက်ထက်မှာကျွန်တော်ကျွန်တော်တိုက်ပိတ်ခံထားရတယ်ပေါ့ ဲ့တော့ဒါကကျွန်တော်တို့ဒါနိုင်ငံရေးအခုနအခုနကမရှင်နာပြောသွားတယ်လို့ကျွန်တော်တို့အားလုံးကပါလို့ဆိုဒီဒီကနေ့နိုင်ငံရေးအကျဉ်းသားမှန်အကျဉ်းသားလည်းဖြစ်တယ်ကျွန်တော်အားလုံးကဒီထောင်ထဲမှာနေပြီးတော့နေရတယ်ဒါပေမဲ့အသက်ငယ်ပဲပဲပေါ့နော်ဒီလိုစိတ်ဓာတ်လေးတွေကမြင်မှာစိတ်ဓာတ်လေးတွေကြက်ကြက်ခံပြီးတော့ရင်ဆိုင်ဖြတ်တန်းခဲ့ရတာလေးတွေဒါကျွန်တော်အနေနဲ့ဒါဂုံယူပါတယ်ပေါ့နော်အဲ့တော့စစ်လက်ပြီးတော့မရှင်နာတို့အနေနဲ့ပေါ့မရှင်နာအနေနဲ့ပေါ့နော်ဒီလက်ရှိနေပြီးအရှင်းတောင်ထဲမှာဒီတရားရုံးပြီးလို့ဘယ်လိုမျိုးဖြတ်ရင်ဆိုင်ဖြတ်တန်းခဲ့ရလဲဗျာ အထူးရောဆိုရင်တော့လေဟိုတရားသူကြီးကဟိုတင်းမျိုးရှိမှာတော့တေးတန်ခန့်ထားတာမရှိဘူးပေါ့နော်ဟိုအဲ့တင်းမျိုးဆိုဗရောင်းမျိုးနယ်ဆိုရင်ပေါ့နော်အဲ့ဗရောင်းမျိုးနယ်တရားရောတရားရောကတရားသူကြီးကလာပြီးတော့အမိန့်ချပေးတာအဲနောက်ထပ်ပေါ့နော်ပြည်ရဆိုရင်တော့လေအဲပြည်ရတရားသူကြီးကလာပြီးတော့အမိန့်ချပေးတာဒါမျိုးပဲပေါ့နော်ဟိုရှင်းနေငှားခြင်းရှင်းနေငှားလို့ရတယ်ဒါပေမဲ့လည်းနိုင်ငံရေးမှုမှန်တဲ့များပေါ့နော်ရှင်းနေငှားရင်ဘယ်သူမှလည်းရှင်းနေမလာရဲကြဘူးရှင်းနေလိုက်တဲ့သူကိုဖမ်းတယ်ရှင်းနေလိုက်တဲ့သူထောင်ထဲထည့်တယ် ဟုတ်အထဲမှာလည်းရှိတယ်ပေါ့နော်အဲ့ဒီ905ကကြီးတွေ9တန်ညတွေကိုရှင်းနေလိုက်ပေးတဲ့အမကြီးပေါ့နော်ထောင်ကျနေရပေါ့နော်အဲ့တော့နိုင်ငံရေးမှုတွေကြတော့ရှင်းနေငှားလို့ရတယ်ဒါပေမဲ့ထောင်ကျမှာဆိုတဲ့အတွက်အဖမ်းခံရမှာဆိုတဲ့အတွက်ကိုရှင်းနေမလာရဲကြဘူးအဲလာရဲခဲ့တယ်တထပါတော့လာရဲခဲ့တယ်ဆိုရင်လည်းနိုင်ငံရေးမှုကလုံးဝလွတ်မသွားဘူး ဟဲမို့သွားကြကိုကြမှာပဲဟဲငါကားကြီးဆိုရင်ပို့စိုးတယ်ပက်ဆန်လိုက်လဲကြမှာပဲဟိုနှင်းလဲနဲမသွားဘူးဟိုပက်ဆန်ဘလောက်ပုံးပေးပေးအဲတော့နှင်းကတော့ကြမှာပဲအနည်းဆုံးကတော့နော်ဟိုတနာခန်းစာတင်းမင်းကိုပက်ဆန်နေပါရေဟိုတောင်းနေဆိုရင်လဲတွားရမယုံကြနဲ့လုံးဝကိုပက်ဆန်ပက်ဆန်ပေးတယ်ကြမှာပဲဟုတ် အဲ့လိုမျိုးကြီးပေါ့နော်ထောင်ထဲမှာဆိုရင်လည်းပေါ့နော်နိုင်ငံရေးသမားတွေဆိုရင်လည်းဟိုငယ်တဲ့သူရှိတယ်အဲကြီးတဲ့သူရှိတယ်အပြိုလေးတွေရှိတယ်အဝိုးတွေရှိတယ်ပေါ့နော်ဟိုအထက်မှာဆိုရင်ပေါ့နော်သမီးတွေဒူနေတဲ့ဒေါ်ကြီးတွေဆိုရင်လည်းအသက်အရွယ်တွေကြီးနေပြီပေါ့နော်ဟိုကိုအဖွားအရွယ်ပုံစံမျိုးတွေလည်းရှိတယ်ပေါ့နော်အသက်60 60ဝန်းကျင်အဲ့လိုအရွယ်တွေလည်းရှိတယ်အဲယောဂါတွေလည်းရှိတယ် ်ထောင်ထဲမှာလည်းချိုးချားနေတဲ့သူတွေရှိရဲပေါ့နော်တချို့ကနှလုံးယောဂါရှိနေအမကြီးလည်းရှိတယ်တခါတည်းစိတ်တိကစိတ်တက်ကြပြီးတော့အာသူတို့တွေဆိုရင် heart attack ပေါ့နော်အဲ့လိုဖြစ်ပြီးတော့မူးလဲရတွေရှိတယ်သူတို့ကအထက်မှာလုံးဝကိုပြင်းပြထန်ရင်ဆိုင်နေရပေါ့နော်အပြင်တည်င်းနေတယ်မှာကြားရတဲ့အခါကျတော့တည်င်းမှောင်ချထားတာလေတည်င်းကအဲသူတို့မြောက်ပြည်နဲ့ MRTV ပဲကြည့်ရတယ်။ဒါပေသူတို့သတင်းစာဖတ်ကြတယ်။သူတို့သတင်းစာထဲမှာဆိုရင်လေဟိုဒီဒီဖက်ဆက်ကောင်မင်းအောင်လိုင်းရ သူလှူဒန်းနေတဲ့ပုံနဲ့သူနဲ့ပတ်သက်တဲ့ပုံလေးပေါ့ဒါလေးပဲတင်နေရလေကိုရီမာအပြင်မှာဘာတွေဖြစ်နေရဆိုတာဘာမှသိခွင့်မရဘူးအဲအပြင်သတင်းကိုလည်းအရင်သိချင်တဲ့အတွက်တော့နော်ဟိုသတင်းတွေတခုရလာပြီဆိုရင်ပေါ့နော်လူတွေဝိုင်းအောင်ပြီးတကားတွေပြောကြရဲပေါ့နော်အဲသတင်းတခုပါလာတဲ့ငါတကားပြောကြမယ်လာကြရဲအဲ့လိုမျိုးပြောပြီးရှင်မှာဝိုင်းကြရဲပေါ့အများဆုံး၄-၅ရောက်အဲ့လိုဝိုင်းပြီးပြောနေပြီဆိုရင်ဒါဆီယမ်မာတွေသတိထားလိုက်ပြီဆီယမ်မာဆိုတာထောင်ဝင်နဲ့ပေါ့နော်အဲထောင်ဝင်နဲ့အမျိုးသမီးဝင်နဲ့တွေတို့တွေသတိထားပြီသတိထားပြီးတော့အဲလူဝိုင်းနေပြီဆိုရင်ဘာတွေဝိုင်းနေရလဲဘာညာဆိုပြီးတို့ဝိုင်းနဲ့ဝင်လာပြီးတော့ပေါ့နော်လူခွဲတာ ပေါ့နော်အဲအားလုံးဝင်မတက်မယ်ဟေးဝင်တက်ကြတော့ဝင်တက်ကြတော့ဒါမှမပြောလိုက်တဲ့အချိန်မှာကိုရီယိုကိုရီယိုဆိုတာတင်းပြောခွင့်မပေးဘူးပေါ့နော်ဟိုလွတ်လပ်စွာပြောဆိုခွင့်လည်းမရှိဘူးပေါ့ဟုတ်ဟုတ်ပါတော့အဲ့တော့ဒီတော့ဒီတော့ဒီကနေ့ဒီပေါ်တော့ဒါကျွန်တော်တို့ဒီရက်တင်ပြတော့တဲ့အကြောင်းလေးတော့ဒီနိုင်ငံရဲ့အကျဉ်းသားတွေပုံမှာအကျန်းဖက်အုပ်စုအာဏာယူတွေရဲ့ရုပ်မာမှုတွေကိုကျွန်တော်တို့ကတင်ပြတော့တာဖြစ်ပါတယ်ခင်ဗျာအဲ့တော့နောက်ထပ်ကျွန်တော်တို့ဒီနောက်ထပ်ဗီဒီယိုတွေမှာလည်းပဲဒီနိုင်ငံရဲ့အကျဉ်းသားတွေပုံမှာ နောက်တစ်ခုကဒီကျွန်တော်တို့လက်ရှိနေပြီးတော့နိုင်ငံရေးမှုတွေနဲ့ရင်ဆိုင်နေရတဲ့သူတွေအပေါ်မှာဒီအကြမ်းဖက်အုပ်စုအာဏာယူတွေကနေပြီးတော့ဘယ်လိုမျိုးရုံမာတယ်ဆိုတဲ့ဟာလေးတွေကိုကျွန်တော်တို့ select ဖို့တော့သွားမှာဖြစ်တဲ့အတွက်ကိုရှင်နဲ့ရှင်နန်ရှာနယ်လေးကို like ခဲ့ subscribe နဲ့ဒီဝိုင်းရံပေးကြဖို့ကိုအထူးမြတ်တဲ့အခမ်းအနဲ့ကျွန်တော်တို့ရဲ့ YouTube channel လေးကိုနှုတ်ခွန်းဆက်သလိုက်ပါရခင်ဗျာ။ဟုတ်ကဲ့ပါအားလုံးမင်္ဂလာကျေးဇူးတင်ပါတယ်ခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်အရှင်။